Independent Organization အတွက်လိုအပ်နေတဲ့ M-Series Trophy ကိုရအောင်ယူပေးနိုင်ခဲ့တဲ့သူလက်ရှိ Mobile Legends မှာအကောင်းဆုံးဂျန်ဂလာတွေထဲကတစ်ယောက်လို့တက်မှတ်ချင်းခံထားရတဲ့သူတမန်စီမီ Pro Level ကနေပြီးတော့ War Champion ဖြစ်လာတဲ့အထိလီဂတ်ထစ်တွေကိုတဆင်ချင်းတလန်းလာခဲ့တဲ့သူသူကတော့ဟုတ်ပါတယ်ကျွန်တော်တို့ပြည်သက်တွေရဲ့စိတ်အာရုံကိုအမြဲတမ်းဖန်ဆားနေကြ Onyx Philippines ရဲ့ဂျန်ဂလာ King ကောင်ပဲဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကျွန်တော်ခေစီပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ဟိုရက်ကမှစပေးအနီအောင်ကြီးဆိုးထားတဲ့ခင်းကောင်အကြောင်းကို ပြောပြမယ်ခင်းကောင်ရဲ့နာမည်အရင်းကခင်းစီရစ်ဖဲရစ်လို့ခေါ်တဲ့သူကကကြတော့ကျွန်တော်တို့2006ခုနှစ်ဧပြီလ26ရက်နေ့မှာမွေးဖွားခဲ့တယ်2006ဆိုတော့ကျွန်တော်ထက်တောင်မှငယ်တယ်ပေါ့နော်ဆိုတော့ကင်းကောင်ရဲ့ professional player life အစာပြိုးခဲ့တဲ့အသင်းကားကြတော့ Smart Omega အသင်းသားဟောင်းဇပ်နူးတီထောင်ထားတဲ့ Z4 eSport ပဲဖြစ်ပါတယ်2022ခုနှစ်မှာပဲကင်းကောင်အနေနဲ့ Z4 eSport ကိုရောက်ရှိလာခဲ့ပြီးတော့အသင်းနဲ့အတူတနစ်နီးပါးကြောင်းစော်ကစားပေးခဲ့တယ်အဒီနောက်မှာအလားအလာကောင်းတွေရှိနေတဲ့ကင်းကောင်ကို TNC Protein Bag ကနေပြီးတော့တဘောကြတယ်အဲဒါကြောင့်မလို့ TNC အနေနဲ့ MPPH season 11မှာပဲကင်းကောင်ကို သူတို့ရဲ့ဂျန်ဂလာအဖြစ်ခေါ်ယူခဲ့တယ်။ကင်းကောင်ရဲ့ MPPH ခီးလန်းအစကထင်းတလို့ဖြစ်မလာခဲ့ဘဲနဲ့ TNC protein အနေနဲ့14ပွဲမှ17ပွဲအထိအောင်မှရှုံးနိုင်ခဲ့တယ်။ပိုဆိုတာကအဆင့်၈နေရာနဲ့ပဲယာတီတိမ့်နိုင်ခဲ့တယ်။ဆိုတော့ဒီအစတွေကတော့တော်တော်များများကတော့ခက်ခဲကြတာပဲပေါ့လေ။ဒါပေမဲ့လည်းကင်းကောင်ရဲ့ performance ပိုင်းကတိတိတတကိုတိုးတက်ပြီးတော့ MPPH စီစဉ်တွဲရဲ့ week 6 MVP player ဖြစ်လာတဲ့အထိပါဆွမ်းဆောင်လာနိုင်ခဲ့တယ်။စဉ်းစားကြည့်နော်ဒီကင်းကောင်လိုမျိုး TNC Pro Team လိုမျိုးအသင်းငယ်လေးရဲ့ကစားသမားတစ်ယောက်က MVP player ဖြစ်လာတယ်ဆိုတော့ရှုပ်လို့တော့မရအောင်နော်ဒါကြီးတို့ထားပါတော့ကင်းကောင်ရဲ့တက်ကြွတဲ့ပုံစံနဲ့ပြင်မြန်တဲ့ကစားပုံတွေကြောင့်မလို့ပြည်သက်တွေရဲ့ကြားမှာသူကတဖြည်းဖြည်းနဲ့နာမည်ရလာခဲ့တယ်။ TNC Protein နဲ့အတူ200တိကျဖြတ်တန်းပြီးနောက်မှာ ကင်းကောင်အနေနဲ့ဘဝအတွက်အကောင်းဆုံးဖြစ်လာမယ့်ရွေးချယ်မှုတွေတဲကတခုကိုလှုပ်ဆောင်ခဲ့တယ်။ဟုတ်ပါတယ်။အဲ့ဒါကတော့သူ့ကိုကမ္ဘာချန်ပီယံလမ်းကြောင်းကိုတင်ပေးမဲ့ Honor Philippines ကိုပြောင်းရွှေ့ခဲ့တာပါ။တစ်ဖက်က Honor Philippines ကလည်းသူ့ရဲ့ကြာရှုံးမှုတွေကနေပြီးတော့ပြန်လည်ရုံထွက်နိုင်ဖို့အတွက်ပထမဆုံးခြေလှမ်းသစ်အနေနဲ့ကင်းကောင်ကိုခေါ်ယူခဲ့တယ်။အသင်းဖော်တွေရဲ့ကူညီဖေးမှုနဲ့ကင်းကောင်အနေနဲ့သူ့ရဲ့အကောင်းဆုံး performance ကို ပြသနိုင်ခဲ့ပြီးတော့ Honor Philippines ကို Playoff Stage ထိပါရောက်အောင်လို့ထမ်းတင်ပေးနိုင်ခဲ့တယ်။ဒါပေမဲ့လည်းဒီဒီချိန်မှာလည်းကင်းကောင်အောင်အတွက်ကကြာရှုံးမှုတစ်ခုကိုထပ်မံပြီးတော့ခံစားလိုက်ရတယ်။ Honor PH အနေနဲ့ Blacklist ကိုရှုံးနေပြီးတော့ Top 5နဲ့သာကျဉ်းတ်ခဲ့ရတယ်။အမားတွေအရှုံးတွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တဲ့သူဟာ အောင်မြင်မှုနဲ့မဝေးဘူးဆိုတဲ့စကားအတိုင်းပဲ MPPH Season 14မှာတော့ ကင်းကောင်ရဲ့အထွန်းတောက်ဆုံးအချိန်ကိုစတင်လာခဲ့တယ်။အတင်းရံအတွက်အကောင်းဆုံး line up တစ်ခုဖြစ်လာစေမဲ့ Kark နဲ့ Bruce Go တို့ကိုခေါ်ယူပြီးတော့သူတို့အနေနဲ့ IPPH season 14မှာတိုက်ပွဲဝင်ခဲ့တယ်။အတင်းကသူသူချေချာအနေနဲ့ရှုံးပွဲတပွဲတည်းတာရှုံးနိုင်ခဲ့ပြီးတော့ကင်းကောင်ကလည်းသူ့ရဲ့ဘွားရဲ့ပထမဆုံးတော့ MPL trophy ကိုထိုက်ထိုက်တန်တန်နဲ့ပဲ ရရှိခဲ့တဲ့ MPFH Season 14မှာ Champion ဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကင်းကောင်ရဲ့ Fnatic Onyx အနေနဲ့မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ MC World Championship ပြိုင်ပွဲကြီးကိုဖိလစ်ပိုင်ကိုစားပြု Champion အနေနဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်ရခဲ့တယ်။ MC Ri ဟာကင်းကောင်တယောက်အမြဲတမ်းအိမ်မက်မှတ်ခဲ့ရတဲ့တော်နမန်တစ်ခုဖြစ်တယ်လို့ဒီတစ်ခေါက် MC World Championship ဟာလည်းသူ့ရဲ့ပထမဆုံးသော Astaya International တော်နမန်လဲဖြစ်တယ်ဆိုတော့ငငယ်လေးနဲ့ဝင်ဆော့ရတာပေါ့နော်တော်တော်ကြီးကိုကြမ်းတယ်ဘလို့ပဲအသွေးအကြုံပိုင်းနုနယ်နေပါစေကင်းကောင်တယောက်ကတော့သူဟာတခြားသူတွေထက်ပေါ်ဖော်မန့်စ်ပိုင်းရောမန်ထယ်ပိုင်းရောပြီးလို့ရှင်မခန့်နဲ့ပိုင်းမှာပါပိုကောင်းတယ်ဆိုတာကို MSC World Championship မှာတိတိတသားပြသနိုင်ခဲ့တယ်အဲတကယ်လဲကောင်းတယ်ကျွန်တော်တို့အနေနဲ့ appreciate လုပ်တင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေသူ့ရဲ့ပထမဆုံးတော့ SDR International Tournament အထွေချုပ်မာတင်ကိုပဲ World Champion ဆိုတဲ့ဂုဏ်ပုဒ်ကိုရယူနိုင်ခဲ့ပြီးတော့ MC Trophy ကိုပါသိမ်းပိုက်နိုင်ခဲ့တယ်။ TNC လိုမျိုး IPL Philippines ရဲ့ဒီအောက်ပိုင်းက အသင်းငယ်လေးတင်းကနေပြီးတော့ World Champion အဆင့်အထိဖြစ်လာနိုင်တဲ့ကင်းကောင်တယောက်ကတော်တော်လေးကိုချီးကျူးရမယ်ပေါ့လေ။ဆိုတော့အခုချိန်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ MSC ဝင်ခွင့်အတွက်ကိုဒီ MPFH season 15မှာ ဆက်လက်ပြီးတော့တိုက်ပွဲဝင်နေတယ်။ဒါလေးကတော့ကင်းကောင်ရဲ့ professional player life ဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံတချို့ပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အတွက်ကကြတော့ဒီကင်းကောင်ရဲ့ story ကနေပြီးတော့ရလိုက်တာကကြတော့ဘလောက်ပဲအခက်အခဲတွေကြာရှုံးမှုတွေရှုံးနိမ့်မှုတွေကြုံတွေ့ရပါစေဘယ်တော့မှလက်မလျှော့ပဲနဲ့လဲမကြပဲနဲ့အချိန်ချင်းပြန်ထနိုင်မှသာ ကိုလိုချင်တဲ့ပန်းနိုင်ကို ရောက်ရှိမှာဖြစ်ပါတယ် ဒီချက်ကတော့ကျွန်တော်တော်တော်လေးကိုကင်းကောင်ရဲ့စတိုရီကနေပြီးတော့ကျွန်တော်သင်ခန်းစာရလိုက်တယ်ပေါ့နော်ဒီ English လို့တလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ never give up bro bro ဘလိုပဲဖြစ်ဖြစ်လဲမကြနဲ့ပြန်ထဖို့ပဲရည်ကြည်တယ် keep going bro so that's it so ဒါကတော့ကျွန်တော်ရလိုက်တဲ့သင်ခန်းစာပေါ့နော် brother တို့အနေနဲ့လဲကျွန်တော်ပြောခဲ့တဲ့ဒီကင်းကောင်ရဲ့စတိုရီနဲ့ပတ်သက်ပြီးတော့ဘလိုသင်ခန်းစာမျိုးတွေရခဲ့လဲ ဒီရခဲ့တဲ့သင်ခန်းစာတွေကိုလည်းဒီ comment ထဲမှာလည်းတခြားသူတွေသိအောင်လို့ပြောပြဖို့ခဲ့ပြဖို့လည်းကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီလိုမျိုး player story တွေကိုပြန်ပြီးတော့ try နေတာပေါ့နော်ဆိုတော့အမားကြီးလည်းရှိကောင်းရှိလိမ့်မယ်ဒါမဲ့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ရဲ့ဗီဒီယိုတွေနဲ့ပတ်သက်ပြီးတော့လည်းဝေဖန်လို့ရပါတယ် comment မှာဆိုတော့ welcome ပါ bro bye bye